ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK Story ကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN နဲ့ဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်အောင်တီးခင်များဆင်းဆင်းရဲရဲဒုက္ခကြယောက်ျားရဲ့ကလေးနှစ်ယောက်နဲ့ဖြတ်တန်းရတာအရင်ကခက်ခဲပါတယ်။သူကစောင်းဝင်နေရေးအတွက်တစ်တာတစ်သေးလေးနဲ့မှမြို့သမီးလုံးဝတန်းစာပစ္စည်းအစုံထည့်ပြီးရက်ွက်တွေမှာနေရောင်ပါတယ်။ သူမကအော်အော်ပြီးတော့ရောင်းပါတယ်။နဖူးမှာတက်တဲ့ပိန်ကြီးလေးတွေရမယ်။နှကန်းနီတွေမှန်တွေပြီးတွေရမယ်။အာအရန်ပူတာပဲ။ဒီနေ့တော့ပူပူလောင်လောင်ထဲ့အောင်ရင်အာရီပါ၆လာပြီ။တနေရာမှာရေတွေရသွားရင်တော်တော်အဆင်ပြေမှာပဲ။အဲ့ဒီချိန်မှာမြို့သမီးတယောက်ကလမ်းပြောပါတယ်။တီယိုလာပါအောင်။နင့်စီမှာကာကြယ်အောင်ရှိလား။ဟုတ်ကဲ့အမရှိတယ်။ဘလောက်တောင်မှကောင်းလိုက်လဲဆိုတပတ်လောက်ထားတော့မပြတ်ဘူး။ဒါမဲ့ အခုရေလေးတစ်ခွက်လောက်တောက်ရမယ်ဆိုအတော့ကောင်းပါပဲပေးပါမယ်အဲ့ဒီချိန်ကာကြယ်ပူးလေးထုတ်ထားအဲ့ဒီအမျိုးသမီးကရေယူလာပါတယ်မာရတီကရန်ကိုရေးစားနေတဲ့အတွက်တကြိုက်ထိတောက်ပြလိုက်ပါတယ်မာရတီကကာကြယ်ပူးကိုပြရင်နဲ့ပြောပါတယ်ရောအမဒီမှာကာကြယ်တပူးကိုတစ်စင်တစ်စင်ငါတော့တစ်စင်မပေးနိုင်ပါဘူးငါချက်ပဲပေးမှာအမတလောက်ကတော့ဝယ်စည်းတော့မရှိဘူးအရှုံးပေါ်သွားလိမ့်မယ်ကျမတို့ကအရင်ဆင်းရဲတာ ဒါကြောင့်ထမင်းနဲ့နဲ့အတွက်တလောက်နေဘူးထဲမှာဒုက္ခခံပြီးလဲရောက်နေတာ။ငါနှင်းကိုရစ်တစ်ခွက်တက်လိုက်တာ။အဲ့ဒီမျက်နာလေးတော့ကျေးဇူးတင်အောင်တကယ်အမှန်ဆိုနေရငါ့ကိုအလကားတောင်ပေးရမှာ။ဈေးထဲမှာရစ်တစ်ခွက်ကိုငါချက်ရှိတယ်သိလား။အော်အမရေကိုဈေးထဲရဈေးနဲ့တွက်ပြီးတိုက်တယ်လို့သာသိရင်ကျမမတောက်ပါဘူး။ဒီတိုင်းရေငတ်ခံပြီးနေလိုက်တယ်။ကဲသွားစမ်းဒီကနေအလကားကျေးဇူးမတိတတ်တဲ့ကောင်မ။ဘာဒီအဲ့ဒီကနေပြန်သွားပါတယ်။အင်းရောက်တော့တူတူမီလေးလာတီကားကိုတန်းပေးလိုက်ပါတယ်။ တမီးလေးလက်တီကရေလေးတစ်ခွက်လောက်ပေးပါ အမေဒီနေ့ရေမရှိဘူးဘာရေမရှိဘူးရေတယ်မလားဟုတ်လားဟိုလာတော့လာပါတယ်တိုင်မဲ့အမေတိတဲ့အတိုင်းမဲ့ရေတွေကအရင်ရှားနေတာတမီးနံပါတ်ရောက်တော့ရေတယ်ကမရှိတော့ဘူးဒီနေ့လည်းရေတွင်းကနေရေဆွဲရတော့မယ်နဲ့တူတယ်မရဘူးအမေတမီးရေတွင်းကနေရေယူဖို့လည်းတွားသေးတယ်ပုံထဲမှာရေနဲ့တူအနေအနစ်တွေပါပါလာတာတမီးတို့အဲ့လိုညစ်ပတ်တဲ့ရေတွေမတောက်ချင်ဘူး ။ဘာတိကရေဘေကရအောင်ယူရပါမလဲဆိုပြီးအရန်ကိုတွေးပုံနေပါတယ်။အခုတခါရေရင်းကခက်ရမှာကလဲလို့တခြားနည်းလမ်းမရှိတော့ပါဘူး။သူကရေတွင်းထဲကနေရေညစ်ပတ်နှောင်းနေတဲ့ရေကိုခတ်ပြီးအဝတ်နယ်စစ်ကောင်အသုံးပြပါတယ်။နောက်နေ့မနက်မှာမာရတိကအင်္ဂါထွက်ကလေးကဈေးမြမြရောင်းရအောင်လို့တခြားဘက်ကိုဈေးသွားရောက်မယ်ဆိုတဲ့အတွင်းနဲ့သွားပါတယ်။အဲဒီအချိန်မှာရုတ်တရက်ကားသမားတစ်ယောက်ကမာရတိကိုကားနဲ့ဝင်တိုင်လိုက်ပါတယ်။မာရတိကပါဇက်ကနေလှုပ်ခနှိမ့်ထွက်သွားပါတယ်။အမလေးတေဇန် ကျမကိုမဝင်တိုက်ရတယ်လို့ကျမပစ္စည်းတွေအကုန်ပျက်စီးကုန်နေမာရတိကငိုပါတော့တယ်တောင်းမမာတွေမရေတန်ရာကြီးကြီးမမတော့ရမတော်မလားကိုခန္ဓာမှာဖြစ်တဲ့တန်ရာတော့လူသားတွေခံနိုင်စွမ်းရှိကြပေမဲ့ကံရပေးတဲ့တန်ရာတော့ဘလို့များခံနိုင်ပါမလဲကျမရဲ့ပစ္စည်းတွေကပျက်စီးသွားပြီအလိုလိုမှနှစ်ရက်ရှိပြီဈေးမရောက်ရတာအခုပစ္စည်းတွေကပါပျက်စီးသွားပြီဆိုတော့ပြောစရာမကြံတော့ပါဘူးရှင် ငူပါနဲ့ကျွန်တော်ကြောင့်အမပစ္စည်းတွေပျက်စီးဆုံးရှုံးရတာကျွန်တော်ပဲရောကြီးပြန်ပေးပါမယ်အမကျွန်တော်အိမ်မှာအလုပ်လုပ်မလားဘလို့အလုပ်လဲကျွန်တော်အိမ်မှာအပြိုအရွယ်သမီးလေးရှိတယ်သူ့အမေဆုံးသွားတာ၁၀နှစ်ရှိပြီကျွန်တော်ကသမီးကိုတော်လေးအလိုလိုက်ထားမိတဲ့အတွက်သမီးကအခုအကျင့်ပြန်နေပြီအိမ်မှာအလုပ်တွေနည်းနည်းပါပါလုပ်ပြီးကျွန်တော်သမီးလေးကိုအကျင့်ပြန်ပေးရုံပါပဲတစ်လောက်ကိုတစ်တောင်းခွဲပေးပါမယ်ဒီလိုကြားလိုက်တော့မာရတီကတခါလေးပြုံးပြော်ပြီးအလုပ်လုပ်ဖို့အတွက်သဘောတူလိုက်ပါတယ်ပရာတုတ်ကပြောပါတယ်ကဲလား ကျွန်တော်မအောင်အိမ်လိုက်ပြမယ်မနေ့ပြန်ကစားပြီးတော့အိမ်မှာလှုပ်လာလို့နောက်နေ့မနေ့မှာမောင်တိကလှုပ်လှုပ်ဖို့သွားပါတယ်ကောင်းမလေးကနောက်တိုင်းဆက်ဆံဝတ်စားထားပြီးအလုံးကိုအကျင့်ပြနေတဲ့မိန်းကလေးဖြစ်ပါတယ်ဆောက်ရကပြောပါတယ်ငါရေချိုးဖို့သွားမလို့ငါရဲ့ပဲပစ္စည်းကိုမှလာမထိနဲ့ငါရေချိုးခန်းထဲကထွက်မလာခင်မနေ့စာစပွဲပေါ်မှာအဆင်သင့်ရှိပါစေမောင်တိကမနေ့စာအဆင်သင့်လုပ်ထားပါတယ်ဒါပေမဲ့ဆောက်ရကတနအိခွဲလောက်ကြာတော့ရေချိုးခန်းထဲကနေထွက်မလာပါဘူး မာရတိကသွားကြည့်တော့ရေချိုးကန်းကနေရေတွေပြန်ထွက်နေပါတယ်။မာရတိကလန့်သွားပြီးတော့တန်ပေးလိုက်ပါတယ်။ဆာရာတကားပွင့်အစင်ရောပြေလား။ဘာဖြစ်နေလဲ။ဆာရာကဒေါသနဲ့အပြင်းထွက်လာပြီးတော့ပြောပါတယ်။အုံနောက်မရှိတဲ့မိမစိန်လေးနဲ့ရေချိုးနေတာအလကားအကုန်ဖြတ်စည်းပြစ်တယ်။နောက်တစ်ခါလှုပ်ရဲလှုပ်ကြည့်အလောက်ကနေထုတ်ပလိုက်မယ်။ဒါမဲ့ရေတွေမတရားအောင်ပြင်ထွက်နေလို့အဲ့ဒါကြောင့်သွားတည်လိုက်လေအဲ့ဒါကြောင့်လှုပ်မနေနဲ့ ရေတွေအပြင်ထွက်လာတော့ရောဘာဖြစ်လဲနင်ပတ်စံပေးရတာလားရေချိုးဖို့အတွက်တလောက်ရေတွေဖြုံးတိပစ်လို့ဘယ်ဖြစ်မလဲငါတို့မှရေတစ်ဆက်တောက်ရဖို့အတွက်တောင်းတနေရတာစာရကရေးပြီးပြောပါတယ်အထက်ကရေချိုးကန်ထဲမှာရေအပြည့်ပဲသွားတောက်လိုက်ဒီလိုနဲ့တလောက်ကုန်ဆုံးသွားပါတယ်တညနေမှာမနတိကအိမ်မှာရေရတာမဟုတ်ဘူးဒီကနေရေနေနေလောက်ယူသွားရင်ကောင်းမလားလို့စဉ်းစားနေပါလေအိမ်မှာရေလဲရတာမဟုတ်ဘူ ငါဒီကနေပဲနည်းနည်းယူသွားလိုက်ကောင်းမှန်တယ်။ဟဲဒီနေ့စီဘူးကုံသွားတာအဲ့ဒီဘူးကိုပဲဆေးပြီးထည့်သွားလိုက်မယ်။မာသီကတောက်ရီကိုဘူးထိတ်ထည့်နေပါတယ်။ဂျာပါလုံနေရလဲ။ဟိုငါတို့စီမှာရေအရန်ရှားတယ်။အဲ့ဒါကြောင့်ဘူးထဲရေဖြစ်ပြီးယူသွားမလို့။ဆာရာကဘူးကို6နဲ့ကမ်းပြီးတော့ပြောပါတယ်။နေလို့လိုလူစားမျိုးတွေကအလကားတွင်းရေပဲညင်ညစ်ပတ်ပတ်တွေတောက်တဲ့နေဒီလိုအာအိုရေတက်တွေတောက်ဖို့မထိုက်တန်ဘူးဒီနေ့လိုအမှားမျိုးနောက်တစ်ခါမဖြစ်စေနဲ့ ဘာလို့လဲဆိုရင်တော့ဒီရေအတွက်ရေခမိခပေးရတယ်နားလေလားဘာရတိကရေမယူပဲပြန်သွားပါတယ်နောက်နေ့မနေ့မှာဘာရတိကလုပ်လာပါတယ်ဟဲစာရာဘယ်ရောက်သွားတာလဲမိဖို့ကြောင်ကရေပိုက်လဲဖွင့်ထားတယ်ရီချိုးခန့်ရေပိုက်တွေလည်းဖွင့်ထားတယ်။ဒီလူချမ်းသာတွေကရေတံဖိုးနားကိုမလဲကြတာ။အလကားဖြုံးတိဖို့ပဲတက်တယ်။ဆာရော့ကဘေးချင်းကလေးကနောက်မှရက်နေလဲမသိပါဘူး။ဆာရော့ကပြန်ပြောပါတယ်။ ငါ့ကိုတန်ဖိုးနားမလဲကိုပြောတယ်ပေါ့နေအိမ်ကျဲတာထက်တောင်ငါ့အိမ်ကရေချိုးကန်ကပိုကျဲသေးတယ်အလုတ်သမားအလုတ်သမားလိုနေနေရာတကာဝင်မပြောနဲ့ငါခုအောက်ကရေကူးကန်ကိုတွားမလို့ခဏနေလက်ဖက်ရည်အဲ့ဒီကိုပဲယူလာခဲ့မရတိကလည်းဖေးရည်ယူပြီးရေကူးကန်ကိုလာတဲ့အခါစာရော့ကရေကူးကန်ပေးမှခေါင်းမလေးသွေးထွက်တန်ရရင်းနဲ့မူးလိမ့်ဒီတောင်ကိုတွေ့ပါတယ်။မရတိကရန်ကိုလန့်သွားပြီးဘာလို့လို့ဘာကံရမှန်းမသိဖြစ်နေပါတယ်။ဟဲဖေးရည်ဘလို့ဖြစ်တာပါလဲ ငါဘာလုပ်ရပါမလဲကြည်ရတာခြေချော်ပြီးလဲကျသွားတာနဲ့တူတယ်ပြီးတော့သွေးတွေလည်းထွက်ပြီးမူးလည်းသွားတာနေမယ်အကူကလည်းခီးသွားနေတယ်မနေ့ပြန်မပြန်လာမှာတကယ်လို့တခုခုသာဖြစ်သွားခဲ့ရင်ဘလို့လုပ်မလဲသူ့ရဲ့ driver ခေါ်ပြီးအမြန်ဆေးရုံသွားရမယ်မောင်တီးက driver အကူညီနေဆေးရုံကိုခေါ်လာပါတယ်ဆေးရုံမှာဆရာဝန်ကပြောပါတယ်အမောင်လူနောင်ကသွေးထွက်နေပြီသူ့သွေးသွင်းရမှာဆရာကျမသွေးယူလိုက်ပါဒါပေမဲ့လူနာတော့ဘာမှမဖြစ်စေနဲ့ နှစ်နာရီသုံးနာရီလောက်ကြာတော့ဆောက်ရကသတိလေလာပါတယ်။သူ့ကိုယ်သူစေယုံပါဆိုတာသိလိုက်ရတော့လန့်သွားပါတယ်။မော်ရတိကိုသူ့အနားမှာတွေ့တော့မိပါတယ်။ဟဲနင်ငါ့ကိုစေယုံဘသူခေါ်လာတာလဲ။အဲ့ဒီချိန်မှာသူနာပြုတ်ဆရာမတယောက်ရောက်လာပြီးပြောပါတယ်။သမီးအမေကအရန်ကောင်းတာပဲတကယ်လို့သူသာအချိန်မီခေါ်မလာဘူးသူ့အတွေးမပေးဘူးဆိုရင်ဒီနေ့နေအသက်ရှင်ဖို့မလွယ်ဘူးအခုငွေရှင်းလိုက်ပါအောင်နော် သူနာပြုတ်ဆီယာမရဲ့စကားကိုကြားပြီးစာရကမျက်ရည်တွေဝဲလာပြီးတော့ပြောပါတယ်။ဆီယာမငွေကျမရှင်းလိုက်မယ်။ဒါပေမဲ့ဒီအမျိုးသမီးကကျမအမေမဟုတ်ဘူး။ကျမအမေထက်တောင်မြင့်သေးတယ်။အမေကျမတင့်ပေါ်မှာမကောင်းခဲ့ဘူး။မျိုးစုံပြောခဲ့တယ်။တင့်ကိုလောင်းခဲ့တယ်။ဘလောက်တောင်လဲဆိုတင့်ကိုရေတောင်ယူဖို့မပေးခဲ့ဘူး။တင်ကကျမကိုတင့်ရဲ့သွေးပေးတယ်။ဆာရာနင်နင်ငါ့ကိုအမေလို့ခေါ်ခဲ့တယ်။ငါရဲ့စိတ်ဆင်းရဲခဲ့တာတွေအားလုံးကြောက်သွားပြီ။တခုပြောမယ်။ စင်းရတဲ့လူတွေအတွက် ရေကသွေးထက်တန်ဖိုးရှိတယ်။ဒီနေ့အစပြီးဘသူ့ကိုမှရေပေးဖို့မငင်းဆန်တော့ပါဘူး။သမီးငင်းတာမငင်းတာမပြောဒါမဲ့ရေတော့မဖြုံးနဲ့ရေရက်တန်ဖိုးနားလေရမယ်။လူတချို့ကရေကူးကံမှာပျော်ပါနေကြပေမဲ့တချို့များအားခေါင်းဆိုးအောင်ရေလေးတစ်ဆက်ရဖို့တောင်းတငှက်နေရတာ။ဒါကြောင့်ရေကိုတန်ဖိုးထားရမယ်။ဒီနေ့အစပြီးတင်အားသမီးရဲ့အမေပဲ။အမေပြောတဲ့အတိုင်းပဲလှုပ်တော့မယ်။ ရာတို့ပြန်လာတော့ဖြစ်ပျက်ခဲ့ရာတွေအလုံးကိုသိလိုက်ရပါတယ်။အမသူ့အသက်ကိုအမကေလိုက်တာပဲ။အမကျေးဇူးကိုဒီသက်သက်မမိပါဘူး။ပြီးတော့သူဒီလိုပြောင်းလဲသွားတာလည်းအမကြောင့်ပါပဲ။ကျွန်တော်အမအတွက်တခုခုလုပ်ပေးခြင်းနဲ့အဖေသူတို့အိမ်ကိုရေပိုက်တက်ပေးလိုက်။အဲ့ဒါမှသူတို့ရေအတွက်ဒုက္ခမရောက်မှာ။ဟုတ်တယ်။ကျေးဇူးဆက်တဲ့အနေနဲ့ဒီလောက်တော့လုပ်ပေးနိုင်တယ်။ပြီးတော့အမအမျိုးသားရဲ့ဆေးဖို့လည်းကျွန်တော်ပဲထောက်ပံ့မယ်။ဘရာတို့ကမာရတီရဲ့အိမ်မှာရေပိုက်တက်ပေးလိုက်ပါတယ်။ အခုမာရတီကရမ်းပြုံနေပါတယ်။ပြီးတော့အခုသူ့အိမ်နီနာကလူတွေလည်းမာရတီစီကနေရေးလာခတ်ကြပါတယ်။ခြေကလူသားတွေအတွက်ဖူးတံရတနာဖြစ်ပါတယ်။အဲဒါကြောင့်ရေကုန်မပြုံးကြပဲကောင်းမွန်စွာအသုံးချပြီးတော့ညဉ့်ဉန်းမှုမဖြစ်အောင်လို့စောင့်ရှောက်ရပါမယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။